အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ရာစုနှစ်ပေါင်းများစွာလူသားတွေရဲ့စိတ်ကူးစိတ်တမ်းကိုဖန်ဆားနိုင်ခဲ့တဲ့ဒဏ္ဍာရီဆန်ဆန်ပုံမြင်တစ်ပုဒ်အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့လှိုင်းလုံးကြီးတွေအောက်မှာပျောက်ကွယ်သွားခဲ့တယ်လို့ဆိုကြတဲ့ Atlantic မြို့တော်ရဲ့လျှို့ဝှက်ဆန်းကျဲတဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရှေးဂရိတက္ကနပညာရှင်ပလီတိုကစတင်မိတ်ဆက်ခဲ့တဲ့ Atlantic ကရာစုနှစ်တွေနဲ့ယဉ်ကျေးမှုတွေတစ်လျှောက်မှာလူသိများကြော်ကြားခဲ့ပါတယ်။သိပ္ပံပညာရှင်တွေစွန့်စားရှာဖွေသူတွေနဲ့ပုံမြင်ပြောသူတွေအတွက်အမြဲတမ်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်နေတည်ရှိနေခဲ့ပါတယ်။ BC 360လောက်မှာ Plato ရေးသားခဲ့တဲ့ Timaeus နဲ့ Critias ဆိုတဲ့စာအုပ်တွေထဲမှာ Atlantic ကိုပထမဆုံးအကြိမ်အဖြစ်မိတ်ဆက်ပေးခဲ့ပါတယ်။ ူရဲ့အဆိုရတော့ Atlantic ကသူ့ခေတ်မတိုင်ခင်နှစ်ပေါင်း9000လောက်ကအင်အားကြီးမှပြီးတော့အစ်စ်မြင့်နဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တယ်လို့ဆိုပါရယ်။ဒါပေမဲ့ Atlantic ပြည်သူတွေရဲ့ယူရင်းပျက်စီးမှုနဲ့ကိုကျင့်တရားဖောက်ပြန်မှုတွေကြောင့်သူတို့ရဲ့အကြဆုံးခြင်းကိုရောက်ခဲ့ရပါတယ်။နပီးယားတွေက Atlantic မြို့ကိုနေရောညပါကြောက်မက်ပွဲကဆိုးကြီးကိုဖန်နှီးပြီးတော့ပင်လယ်ထဲကိုနေမြုပ်စီခြင်းအပြင် သူတို့ကိုအပြစ်ပေးခဲ့တယ်လို့လည်းဆိုကြပါဗျ။ သူတေတီတွေကတော့ Atlantic ကိုဖန်နီးရမှာ Plato ရဲ့အရွယ်ချက်ကသမိုင်းဆိုင်ရာအချက်လက်တွေထက်ဒသနိကဗေဒဆိုင်ရာအမြင်တွေကိုပိုမိုအလေးထားပုံရတယ်လို့ယူဆကြပါတယ်။မောင်မချင်းရဲ့အနေရည်တွေရင်ကြီးတဲ့လူအဖွဲ့အစည်းနဲ့တီလာရှိတဲ့အုပ်ချုပ်မှုတို့ရဲ့အရေးပါမှုအကြောင်းအတွေးအမြင်တွေကိုဖော်ပြဖို့အတွက်ဒီဇလန်းကိုပုံဥပမာတစ်ခုအနေနဲ့အသုံးပြုခဲ့တယ်လို့ဆိုကြပါဗျာ။ ပလီတိုရဲ့ပေါ်ပြချက်တွေကအသေးစိတ်ကြပြီးတော့စိတ်ဝင်စားစရာကောင်းပေမဲ့အတိတ်ပဲဖွင့်ဆိုစရာနေရာအချို့တော့ကြံနေပါသေးတယ်။ဒါဟာစိတ်ကူးရင်ဇလံတက်သက်ပဲလား။ဒါမှမဟုတ်ဥရောပမှာပထမဆုံးအဆင့်မြင့်ယဉ်ကျေးမှုတွေတဲကတစ်ခုဖြစ်တဲ့မီးတောင်ပောက်ကွဲမှုနဲ့မြေငလျင်လှုပ်မှုတွေကြောင့်ပျောက်ွယ်သွားခဲ့ရတဲ့ခရီတေးကျွန်းပေါ်ကမီနိုအန်ယဉ်ကျေးမှုကတကယ်ဖြစ်ရက်တွေနဲ့နေရာတွေကနေလှုပ်ဆောင်မှုခံခဲ့ရတာလားဆိုတာကတော့စဉ်းစားစရာပါပဲ။ တဏှာကြီးနဲ့ဖြစ်နိုင်ခြေရှိတဲ့အဖြစ်မှန်တွေရောစက်နေတဲ့ဒီအကြောင်းအရာတွေဟာသူတေတီတွေနဲ့ဝါသနာရှင်တွေအတွက်အမှန်တရားကိုဖော်ထုတ်ဖို့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံတစ်ခုအဖြစ်ဖြစ်နေသေးပါပဲ။ Atlantic ဟာပျောက်ဆုံးနေတဲ့မြို့တစ်မြို့ရဲ့ပုံမြင်သက်သက်တော့မဟုတ်ပါဘူး။ဒါဟာယဉ်ကျေးမှုတွေနဲ့ ခေတ်တွေတလျှောက်မှာပဲ့တင်ထက်နေတဲ့ကမ္ဘာတဝန်းဆိုင်ရာအကြောင်းအရာတွေကို ပေါင်းစပ်ထားပါတယ်။မျက်မှောက်ခေတ်မှာတော့ Atlantic ကဂေဟာစနစ်ကိုသတိထားရမယ့်သင်္ကေတတစ်ခုဖြစ်လာပါတယ်။ဒါဒီဥရုပြောင်းလဲမှုနဲ့ပင်လယ်ရင်မျက်နှာပြင်မြင့်တက်လာခြင်းဆိုင်ရာစိုးရိမ်ပူပန်မှုတွေတိုးပွားလာတာနဲ့အမျှတဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်တွေဟာခိုင်မာအားကောင်းတဲ့လူအဖွဲ့အစည်းတွေကိုတော့ဘလို့ဖြည့်ဆည်းနိုင်နေဆိုတဲ့ပြတ်သားတဲ့သတိပေးချက်တစ်ခုအဖြစ်လှုပ်ဆောင်နေတယ်လို့ဆိုနိုင်ပါတယ် Atlantic ရဲ့ဇလန်းဟာ Technician Donnelly လို့စာရေးဆရာတွေရဲ့ မှန်းဆရေးသားမှုတွေကြောင့်19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းတွေမှာပြန်လည်ရှင်သန်လာခဲ့ပါတယ်။စာရေးဆရာဒိုနယ်လီရဲ့1882ခုနှစ်မှာထွက်ရှိခဲ့တဲ့ Atlantic The Antediluvian War ဆိုတဲ့ဝတ္ထုထဲမှာ Atlantic ဟာကမ္ဘာတဝန်းကယဉ်ကျေးမှုတွေကိုလွှမ်းမိုးခဲ့တဲ့တကယ့်အစစ်မြစ်ယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်းဖော်ညွှန်ခဲ့ပါတယ်။ ူ့ရဲ့ theory တွေမှာတိတ်ပန်နီးကြအခြေခံမရှိပေမဲ့လူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့နောက်ထပ်စူးစမ်းရှာဖွေမှုတွေကိုလှုပ်ဆော်ပေးခဲ့ပါတယ်။ Atlantic ကရုပ်ရှင်တွေ၊စာအုပ်တွေ၊ video game တွေနဲ့ theory တွေအဖြစ်ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာ K-pop ရင်ကျေးမှုအထိပြန့်နှံ့သွားခဲ့ပါတယ်။ Disney ရဲ့ Atlantic The Lost Empire ကာတွန်းဇာတ်ကားကနေပြီးတော့ခေတ်သစ်မှတ်တမ်းရုပ်ရှင်တွေအထိဒဏ္ဍာရီရဲ့လိုက်လျောညီထွေပြောင်းလဲနိုင်မှုက၎င်းရဲ့ဆက်နွယ်မှုကိုတည်ကြစေပါတယ်။ ပြည့်ဝဆန်းကျေပြီးတော့ပြည်စုံတဲ့နိုင်ငံတော်ယူထိုးပီးယားအဖြစ်ဆွဲဆောင်မှုရှိနေတာကြောင့်အမည်မသိတဲ့အရာတစ်ခုကိုအိမ်မက်မှတ်ဖို့လူသားမျိုးနွယ်ရဲ့စိတ်အားထက်သန်မှုနဲ့အံွယ်ဝင်ကြဖြစ်နေပါဗါးခိုင်မာတဲ့သက်တည်အထောက်အထားတွေမရှိပေမဲ့အတ္တလန်တိတ်ကိုရှာဖွေမှုတွေကဒီနေ့ခေတ်အထိဆက်လက်တည်ရှိနေသေးပါစူဇန်လီလာသူတွေနဲ့သိပ္ပံပညာရှင်တွေဟာမြေထဲပင်လယ်ကနေပြီးတော့ကာရေဘီယံအထိကိုဖြစ်နိုင်ခြေရှိတဲ့နေရာအများအပြားအဆိုပြုခဲ့ကြပါဗျ။ ဇူဒုကနေရယူထားတဲ့ပုံရိပ်တွေနဲ့ရေအောက်ရှေးဟောင်းသူတေသနာလိုမျိုးအစိမ့်မြင့်အနည်းပညာတွေနဲ့ရှာဖွေမှုရဲ့အနယ်ပယ်ကိုချဲ့ထွင်ထားပေမဲ့လည်းဒီနေ့အချိန်ထိတော့တိကျတည်ကြတဲ့သက်တွေကိုမတွေ့ရှိရသေးပါဘူး။ပလီတိုရဲ့အတ္တလန္တစ်ကပုံမြင်တပုတ်ထက်မကပါဘူး။မျိုးဆက်တစ်ခုစီရဲ့မျောလင်းချက်တွေနဲ့ကြောက်ရွံ့မှုတွေကိုပုံဖော်ထားတဲ့ပကြီကားတစ်ချက်နဲ့တောင်တူပါရယ်။၎င်းရဲ့အတိတ်ကအကြောင်းအရာတွေဖြစ်တဲ့ကြဆုံခြင်းနဲ့ပြည်စုံတဲ့နေရာ Utopia ကိုရှာဖွေခြင်းဟာရှေးဂရိနိုင်ငံမှာရှိခဲ့သလိုပဲဒီနေ့ခေတ်အထိလည်းဆက်နွယ်နေသေးပါ။ လိုင်းလုံးကြီးတွေအောက်မှာပဲဖြစ်ဖြစ်ကောင်းကင်အဆုံးထိပဲဖြစ်ဖြစ်လူသားမျိုးနွယ်တွေဆက်လက်အိမ်မက်မက်နေတဲ့၍အတ္တလန်တိတ်ကဒဏ္ဍာရီဟာဘရော့မပျောက်ကွယ်သွားမှာမဟုတ်ပါဘူး